ါလေးကတော့ blackberry ဆိုပြီးနာမည်ကြီးတယ်ဟိုဝယ်စားမယ်ဆိုလို့ရှင်းလဲပေါ့နော်စီကြီးပေးဝယ်စားတဲ့အပင်ပေါ့နော်ရှမ်းပြည်မှာတော့သူ့ကိုပိုးစားပင်လို့ခေါ်ပါတယ်ဒီပိုးစားပင်လေးကမမမိုးကောင်းရင်တို့ရဲ့အဲခြံလေးနေပေါ့နော် မလန်းမကန်းကအိမ်တိမှာရှိရဲအဲအဲ့နားမှာဆိုရင်သူ့ခြံထဲမှာဆိုရင်ဒီပိုးစားတီးပင်လို့ခေါ်တဲ့ blackberry ပင်ကြီးအများကြီးပဲအဲ့တော့မနှစ်တော့တွေ့ထားပေါ့နော် ဒါမဲ့မမတ်ရလေဒီလိုအချိန်ဆိုရင်အပြေးရပြုတ်ခဲပြီးမှတပင်လုံးမှအများကြီးသိရသိရောလေအဲ့ဒါလေးကိုမြင်မှုရဲ့ရှောင်းဘူစားပင်လေးကို သွားပြီးတော့သွားရိုက်ခဲ့ပါတယ်ချန်ရှင်ကဒီနေ့မှသူ့ရဲ့ဒီနေနေအောင်ပေါ့နော်တခြားလူကိုရောင်းလိုက်တော့ပိုင်ရှင်လွဲပြောင်းဖြစ်သွားတဲ့အတွက်ကြောင့်ဒီအေးကိုဒီဆိုခုမရောင်းတဲ့အတွက်ကြောင့်အောက်မှာအများကြီးပဲမကြည့်အောင်ချွေးနေရတယ် အဲအားလေးတွေးခဲ့ရတယ်ပြီးတော့ဒီဘက်က လူသွားနာနာနီးနေတာလမ်းမေးနာလေးလေအပြင်ကယုံကြည်ရပါတော့အဲယူရှိနေတဲ့အတွက်ကြောင့်မို့လို့အဲနာလေးမှာဆိုရင်တော့အမှဲရတော့အာလမ်းသွားလလိုက်ခုစားနေတူတယ်တိတ်မရှိပါတော့ဒါပေမဲ့ဒီအပြင်ရဲ့မကြည့်ဟိုအထဲပိုင်းမှာဆိုလို့ရှိရင်သူကအများကြီးပဲကြွေကြတယ်ဒါလေးတွေကရဲရဲလေးတွေကတော့လေသူကမချိုသေးဘူးအဲနေစိမ့်နေသေးတာပေါ့နော် blackberry လို့ဖြစ်တဲ့အတွက်ကြောင့်သူက မှဲ့ပြီးဆိုရင်ညိုရောင်လေးပြောင်းသွားတဲ့အခါကျတော့မှသူ့ကိုခိုးရတယ်။ခန်းတော့လေအဲ့မှာအပြင်ကိုတိုင်ချလိုက်တာပေါ့။ဒီညိုပြီးတော့မှမှဲ့နေတဲ့အဲပေါ့ကအဲ့လိုအသေးလေးဆိုလက်လက်ထိရတယ်သူကအလုံးဝကြွေကြသွား။လေမျိုးလေးပေါ့နော်ဒါအနေအောင်လေးဆိုရင်တော့အချင်းတက်လေးဖောက်တယ်တေချာမမေ့တဲ့အတွက်ဒီလိုမျိုးအနက်ရောင်ပြောင်းသွားပြီဆိုလို့ရှင်တော့သူကအရင်ချိုးပါတယ် ဒီပင်လေးကစိုက်ဖို့လည်းအရွမ်းလေလို့ပြောရပါတော့တောင်ကြီးကဒီဥဒုမျိုးနဲ့ဆိုလို့ရှိရင်တော့အတိုင်းလေးချိုးရတဲ့အဖြစ်တယ်လို့ပြောရတယ်။ဒါကရုံကြီးတရုံပေါ့နော်။အဲ့ channel မှာဆိုရင်အခုလိုအပင်မျိုးသူက7ပင်လောက်တောင်ရှိနေချင်းတယ်အများကြီးပဲ။အဲ့တော့ဒီပိုးစာတီလေးอ่ะရှင်းပြမှာဆိုရင်တော့အရန်ပေါ်ပါတယ်ပိုးစာပင်လေးနဲ့ပိုးစာတီသေးတာလေးကိုလူ့အတွက်ဒီဗီဒီယိုလေးကိုတွားပြီးတော့မှအမှတ်မဲ့ရရဲ့ခံရလေးဖြစ်ပါရဲ့ရှင် ဒါပေမဲ့ပေါ့နော်ဒီလိုပုံစံပင်ကိုတီးရဲ့ချိန်မှာတော့အရင်လှရဲပေါ့နော်ပုံစံပင်မှာတော့ပိုးရားလေးတွေလူခေါ်တဲ့ပိုးကောင်လေးတွေပေါ့နော်ရှိလားမရှိလားတော့အာနေပေါ့နော်တီးရဲ့လူကြီးမင်းကြီးရမှာပဲအများဖြစ်ပေါ့ cherry bean တို့ပိုးစံပင်တို့ဆိုလို့ရှိရင်အာမိုးရတီးလိုမျိုးကြတော့ရှိရင်သူတို့မှစားရတယ်ပေါ့နော်ဘယ်အမွှေးပွားလေးနဲ့အရင်လှတဲ့ပိုးရားလေးရှိပါတယ်နောက် မိုးရင်းကြောင့်ရှင်ပိုးရကောင်းလေးလှလေးကိုဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်အရှင်ကောင်းပြတာထက်မှာတော့တင်လာဥပါရရှင်ကဲပြန်ဆုံမယ်